ဩစတြေးလျနိုင်ငံစစ်နီမြို့နာကပွန်တိုင်းကမ်းခြေကနေတမရမာကမ်းခြေထိရှိလျားတဲ့လှပတဲ့ကံယူရန်တစ်လျှောက်ဟာလီဟာဖြင့်အမှုပညာပြပွဲတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Sculpture ဘိုင်းသစီဘဘူးပြပွဲကအမှုပညာကိုလူတိုင်းလက်လန်းမိနိုင်အောင်ဖန်တီးပေးလိုက်တာပါ။ We love the audience here too. တမရိုဒီကပရိသတ်တွေကိုလည်းသဘောကျပါတယ်။များသောအားဖြင့်သူတို့တွေကအမှုပညာပြခန်းတွေကိုသွားလို့မရှိတဲ့သူတွေပါ။အဲဒါတမရိုအတွက်အရေးကြီးပါတယ်။ အမှုပညာကိုလူတွေလွယ်လင်းတကူခန်းစားနိုင်အောင်ဖန်တီးမယ်ဆိုတဲ့စိတ်ကူးပေါ်လို့ပြပွဲမှာပါဝင်ပြတာသူတို့ကပြောဆိုပါရယ်ပြပွဲစကားကလေးကပါဝင်ခဲ့သူ James Rogers ကသူ့ရဲ့ Siren Song ဆိုတဲ့ဗဟုလက်ရာအတွက်ဒေါ်လာ9000စုကြီးရရှိခဲ့ပါရယ်ဒီပြပွဲဟာလာကြည့်သူ9သိန်းနီးပါးကိုဆွဲဆောင်နိုင်မယ်လို့မျှော်လင့်ရတဲ့ပွဲတစ်ပွဲဖြစ်ပေမယ့်ပွဲတော်အတွက်ရမုံငွေဒေါ်လာ2သိန်းလိုနေတာကြောင့်ပွဲဖျက်ရမလို့ဖြစ်ခဲ့ပါရယ်နောက်ဆုံးရက်သက်တပတ်အလိုမှာမှပွဲစီစဉ်သူတွေက နောက်ဆုံးမိနစ်အကူအညီတစ်ခုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ပြပွဲရန်ပုံငွေကလာမယ့်နှစ်တွေမှာလည်းဆက်လိုနေမှာကြောင့်တိုက်ပွဲကမပြီးဆုံးသေးဘူးလို့စီစဉ်သူတွေကဆိုပါတယ်။ We definitely hopeful for the future of Sculpture by the Sea. Sculpture by the Sea ရဲ့အနာဂတ်အတွက်ကျွန်တော်တို့တကယ်အမျှော်လင့်ချက်ရှိပါတယ်။ဒါပေမဲ့စိန်ခေါ်မှုကလည်းရှိနေအောင်မှာပါပဲ။ကျွန်တော်တို့ပြပွဲအနာဂတ်ကတော့တိတ်ပြီးအမခံချက်မရှိပါဘူးလို့ပြပွဲကိုဦးဆောင်စီစဉ်သူကပြောဆိုပါတယ်။ New South Wales ပြည်နယ်ရဲ့အမှုပညာရန်ပုံငွေကလာမယ့်နှစ်မှာ2021ခုနှစ်ကပမာဏကိုလျှော့ချသွားမှာဖြစ်ပါတယ်။ဒါပေမဲ့လူတွေကဒီအမှုပညာနဲ့နောက်ခံရှုခင်းကိုခံစားဖို့အလုံးရင်းနဲ့လာရောက်နေကြပါတယ်။ Right next to the best venue အញ្ញံကောက်ပါတယ်။ခမည်းမှာကဘာပေါ်မှာအလှဆုံးနေရာရဲ့ဘေးမှာအခမဲ့အမှုပညာပြကံတစ်ခုရှိနေတာလေလို့ပြပွဲလာပရိသတ်တို့ကပြောပါရယ်။နောက်ပရိသတ်ဆုံးတဲ့တရေကလည်းတော်တော်လေးကောက်ပါရယ်။ ကျွန်တော်တို့ကကြေးလက်မာနေတာဆိုတော့ဒါကိုကြည့်ဖို့လာခဲ့ကြတာပါပြီးတော့ကျွန်တော်တို့ဒီလိုအံ့ဩစရာကောင်းတဲ့ကံယူရန်ကိုလာရောက်ခန်းစားခွင့်ရတာအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုပါတယ်ဒါပေမဲ့လည်းလူအများအားပေးကြိုက်နှစ်သက်ကြတဲ့ဒီပပူပြပွဲဟာလာမယ့်နှစ်တွေမှာဆက်လက်ကျင်းပနိုင်ရေးကတော့မရေမရဖြစ်နေသေးပါပဲရှင်